အသက်မပြောက်ချင်ရင်ဒီရာကိုရောင်လို့တောင်ဆမ်းမစားကြည့်ပါနဲ့ဒါရီကိုမြင်ရင်ရောင်လို့တောင်မဆမ်းစားကြည့်လိုက်ပါနဲ့နော်အခက်မသိရင်နောက်တနေ့နေထွက်တာကိုပါမမြင်ရတော့ပဲဖြစ်သွားနိုင်လို့ပါဂျာလေးတွေကိုကြည်လက်ခေါ်ဖို့အရာဝအုပ်ကြောင့်လို့ခေါ်စားပြီးတော့သူ့ရဲ့အမိရင်းကတော့ကတ်တယ်ကြောင်မီလို့အမိရပါတယ်ဂျီပင်လေးတွေကအခုလိုမျိုးလည်းနေဖြီးကြည့်လိုက်မယ်ဆိုရင်အထဲကနေဂုံးမို့လိုမျိုးယာရီကမတင်မထားလာအောင်များကြီးပောက်ထွက်လာမှဖြစ်ပါတယ်။ဒါကြောင့်မယ့် ဗစက်နဲ့ကိုက်စားမိလို့အခမ်းမသိမ့်မယ်အကုန်ပြန်တွေးထုတ်လို့မရတော့ရင်လေဆောင်ထဲကိုဝင်သွားပြီးတော့အသက်ရှူကြက်တာမျိုးတွေဖြစ်နိုင်တဲ့အပြင်အတွင်းကလေးစားတွေမှာသွားကပ်နေပြီးတော့ပိတ်ဆို့နေတာမျိုးတွေဖြစ်နိုင်တာကြောင့်အသက်အန္တရာယ်ကိုပါစိုးရိမ်ရတဲ့အခြေအနေဖြစ်စေပါတယ်။ဒါပေမဲ့လည်းဒီကြောင်မေးပင်လေးရဲ့အသုံးဝင်တဲ့အချက်တစ်ချက်ကတော့ဒါကိုခုလိုမျိုးမီးရှို့ထားလိုက်မယ်ဆိုရင်အဲ့ဒီပတ်ဝန်းကျင်ကိုချင်းရင်နဲ့တခြားသောပိုးမွှားအင်းဆက်တွေမရှိအောင်လို့ကာကွယ်ပေးနိုင်တာလည်းဖြစ်ပါတယ်။စော့ကစားတာမျိုးဆိုရင်တော့ တန်တလာယုံပန်းလေးတွေလိုမျိုးတကယ်ကိုမှလှပလုံးပါတယ်။ဒါပေမဲ့လည်းအသက်ရှိရှိနေခြင်းနဲ့ဆိုရင်တော့ဒီအပင်ကိုရောင်လို့တောင်သွားပြီးမကိုက်ကြည့်ဖို့ချမှတ်သတိပေးလိုက်ရပါတယ်နော်။